ယနေ့သာသနာတော်နှစ်2568ခုမြန်မာဩဟာကောစာတက္ကရ1386ခုတပေါင်းလာပြည့်ကျော်9ရက်နေ့ခရစ်နှစ်2025ခုမတ်လ20ရက်နေ့မင်္ဂလာရှိကောင်းမြတ်သောချိန်ခါကာလသမယ၌မန္တလေးတိုင်းဒေသကြီးစင်ကိုင်းရှုစံတော်ရနာဖြိုးဝေကျောင်းတိုင်းစာကြစာသင်တန်ခါတော်ရှင်မြတ်တို့အားနေစွမ်းလူတော်ကိုလာရောက်ဆက်ကလူတော်နဲ့ကောင်းမှုရှင်ကကိုကျော်ကျော်လွင်ဦးရဲ့ မွေးနေ့အထိမ်မှဖြစ်ဖြစ်လာရောက်ဆက်ကလူဒနာဖြစ်ပါတယ်။ဤကောင်းမှုဤလူကြောင့်မွေးနေ့ရှင်တဲ့ကွာမိသားစုဝင်များအားလုံးလူတော်ဘွဲရောက်ရှိလာကြတဲ့ဓမ္မမေရှင်များအားလုံးဘေးရနေကင်းတဲ့ကင်းကြ။ယောဂါတွေကင်းတဲ့ကင်းကြအသက်ရှိကြချမ်းသာကြ၍စိဘောဥစ္စာများတိုးတက်ပြည့်စုံပြီးလျင်ချမ်းသာစေချမ်းသာမောင်မြတ်နိဗ္ဗာန်ကိုလင်းမြန်းစွာမြတ်မောပြုလည်နိုင်ကြတဲ့တော်တော်ကောင်းတွေဖြစ်ကြပါစေ။ အဲဒါမွေးနေ့ရှင်နဲ့တကွာရောက်ရှိလာကြတဲ့သရုံစင်နေမှတ်သားစရာဘ ഹു ဒ္ဒတာဖြစ်စေဖို့ရအတွက်မမတာတာသုံးခွန်းစကားဆိုတဲ့ကောင်းစင်လေးနဲ့တရားအတူလေးဟောပြီးတော့မွေးနေ့လက်ဆောင်ပေးလိုက်ပါစကားသုံးခွန်းနဲ့ဆိုရင်မလို့အလွန်မတန်ပြည့်စုံပါလေနော်တို့တော့မောင်ပေါ့ကျန်းရာဆိုနေပါဆိုလို့ရှိရင်ပတ်စံ300အိတ်တဲ့ထည့်ပြီးတော့ပညာသင်သွားပညာသင်သွားတဲ့ခါကျတော့ ပညာသင်လာတယ်ဘဝအတွက်ယက်တီလို့ရအောင်ပတ်စံဘယ်လောက်ပါတယ်300ပါတယ်ကဲဒါဆိုလို့ရှိရင်ဘာလဲကလသေးကလမောမအိယာပေးကွက်ငွေတရားတရားပေးလိုက်ရဆက်ချက်တခုအတွက်အာတရားတန်နေဟာကလသေးကလမောမအိယာနောက်ဒုတိယစကားကဘာလဲမစင်မစအမစင်မခြင်းမပြုရပေးကွက်ငွေတရား စံချက်ကမစင်မစားမလို့ရဘူးဒါလည်းပညာပဲလေအဲ့ဒါမှမသိလို့ရှိရင်မစင်မစားမသိမခြင်းလုပ်လို့ရှိရင်ပြဿနာတွေတတ်နိုင်တယ်မလားနောက်တတ္တယစကားပါလို့ရေချိုးစိတ်မှာမချိုးရပေးကွက်ငွေတရားငွေတရားဆိုပြီး300ယူပြီးတော့ပြန်လိုက်တယ်ရပြီမင်းပညာတတ်လေးပြီးပြန်သွားတော့စကားဘယ်နှခွန်းပါသွားလို့အဲ့ဒီ3ခွန်းနဲ့တကယ်ကိုအဲ့ဒီလူကကြီးကြပ်ခံထားတဲ့ တထေးတကျွဲလူကောင်းသူကောင်းတယောက်ဖြစ်လာခဲ့တာအဲစကားသုံးခုဘလောက်အရေးကြီးတယ်လဲဆိုတော့ပေါ့နော်အဲဒါအဲ့စကားသုံးခုကိုပြန်ပြီးတော့စဉ်းစားပေါ့ကြားလဲကြားဖို့ပိသားကိုပေါ့ချိုင်းလို့ရဆိုနေတဲ့ကနေအခုကတော့အဲ့စကားမဟုတ်ပါဘူးဗာရာဏသီပြည်မှာဗျမတမင်းကြီးမင်းပြုတဲ့ခိုင်တံအဲ့တော့တည့်ရပါပေါ့နော်လက်နဲ့ဒုတ်သားတွေအကုန်လုံးအယောင် တောက်မှလင်းလက်နမိတ်တွေရဟာလက်နဲ့တုတ်သားတွေလင်းလက်တယ်အတန်နေလဲမြည်တယ်ဘာထုဆန်းတော့ဆိုတဲ့ခါကျပူရောဟဲ့အိမ်မှာတားတယောက်မွေးတယ်နာမည်ပေးတဲ့ခါကျလက်နဲ့တုတ်သားတွေအယောင်လက်လို့သူ့ကိုဇောတိပါလဆိုပြီးနာမည်ပေးလိုက်တယ်အစိမ့်သားရောက်တဲ့ခါတော့ပညာတတ်ဖြစ်တယ်ပေါ့လူတို့ခေတ္တတော်ခါတော့အလေးစားဆုံးလူအထင်ကြီးဆုံးမဖြစ်မနေတတ်ရမယ့်ပညာလေးတတ်ပညာ လေးတတ်ပညာတတ်တယ်လေးတတ်ပညာတွေကိုအအောင်စရာကောင်းအောင်တတ်တယ်သူတို့ခေသူတို့ခါမှာသူလောက်တတ်တဲ့သူဘယ်သူမှမရှိအောင်တတ်တယ်သူစမ်းတဲ့လေးတတ်တွေတတ်တယ်အဲ့ဒီသူစမ်းတဲ့လေးတတ်တွေကိုပြလို့တိုင်းပြည်ပြည်သားတွေကတခါလဲအော်တောင်းတင်ကောင်းချီးတွေပေးကြတယ်ပေါ့နော်ကောင်းချီးတွေပေးကြကောင်းချီးတွေပေးကြဒါနဲ့သူကဟာတိုင်းပြည်ပြည်သားတွေကပါလာတဲ့ငွေတွေရောလက်ဆောင်တွေရောအကုန်လုံးပေးကြလား ကောင်းကြီးတွေပေးကြတယ်ဆိုတော့ဘယင်းကလည်းပဲဘာပြောတော့ဆိုကဲမင်းတို့တိုင်းပြည်မှာလည်းမင်းတို့ပညာတတ်တဲ့လူမရှိဘူးဒီတော့မင်းစစ်သူကြီးရာသူအနေနဲ့ခဏလေးနေဝင်သွားပြီမင်းပညာပြတာနဲ့မနက်တိုင်းကျစောစောပြည်ပြည်မဲ့ကောင်းနေပါလေရိတ်မုတ်စိတ်တွေပါလေပဲပြီးတော့တန်တန်ပြတ်ပြတ်ဝတ်ပြီးတော့လာခဲ့ဟာစစ်သူကြီးရာသူမင်းကိုအနေနဲ့ဆိုပြီးပြန်တော့အဲဇောတိဝါနာတရတ္တ ပြန်သွားရေချိုးကောင်းရေမုတ်စိတ်တွေပဲဘဝစားကောင်းနေကောင်းဝတ်ပြီးတော့ညမှာစဉ်းစားမိပြီမနေ့ကငါစစ်သူကြီးရလူခတ်မလို့တယ်ပြီးတော့ငါပညာဘလို့ပညာလဲပေါ့စဉ်းစားလိုက်တဲ့အခါကျသူ့ပညာကိုအချက်၃ချက်သူစဉ်းစားတယ်ရှေ့ပိုင်းတစ်ချက်အလယ်ပိုင်းတစ်ချက်ဆုံးပိုင်းတစ်ချက်ငါပညာဟာရှေ့ပိုင်းမှဆိုရင်လူတိုက်ရတာနဲ့ဆိုင်တယ်ရှေ့ပိုင်းမှာ အလဲပိုင်းဆိုရင်တော့ကာမဂုဏ်အာယုန်ခံစားရတာနဲ့ဆိုင်တယ်။နောက်ပိုင်းကတော့သိရင်အပဲကြမှာပဲ။ကဲဆိုသုံးချက်စဉ်းစားမိသွားတယ်။ငါဒီပညာနဲ့အသက်ရှင်ဆုံးဖြစ်တော့ငါဒီပညာနဲ့ဒီတော့ငါဘာလုပ်မလဲဆိုလို့ရှိရင်ဒီဟာလေးအကုန်ဆုံးပြီးတော့ငါယသိပဲဝင်လိုက်တော့မယ်ဆိုပြီးတော့ယသိဝင်သွားတော့တာ။အဲကြီးကြခန္ဓာနဲ့ယသိဤတစ်ပါးအဖြစ်နဲ့တရားမင်းရဲ့အကူအညီဆောင်ရှောက်တည်နေအဲ ယသိဖြစ်သွားဘယ်သူမှမပြောဘဲနဲ့ဒေလည်းမပြောဘယင်လည်းမပြောတန်းသူပြည်သားတွေလည်းမပြောဘဲနဲ့တော့ထွက်သွားတော့ပျောက်သွားတယ်ပျောက်သွားတာအဲ့ဒီသူတို့တိုင်းပြည်ကမုံစိုးတယောက်ကမျက်စိလဲရင်းနဲ့အဲ့ဒီယသိရဲ့အကြောင်းတင်ကရောက်သွားတော့မှာဟာတို့တိုင်းပြည်ကပျောက်သွားတဲ့ပညာရှိသောတိပါဒါပဲပြန်တွေ့တိုင်းပြည်မြန်မြန်ပြန်ပြီးတော့ရှင်မင်းကြီးရှင်မင်းကြီးပျောက်သွားတဲ့ဇောတိပါဠိတွေ့ခဲ့ပြီ။ဘုရားဟိပုံနာကြီးလည်းပြောတယ်ဘုရားဟိခမရ ရောက်သွားတဲ့ခမရသားတော့ကျုပ်တွေ့ခဲ့ပြီ။ဒါဘယ်မှာလဲဆို။အဲ့ဒီခေါရဝတိမြေပေးကတီတော်ကြောင့်ပါ။ယသိလုံနေတယ်။ဟာဒါဆိုတို့သွားကြမယ်ဆိုပြီးပုံသွားကြတယ်။သွားတော့အဖေရောဘယင်ရောမူမတ်တီရောအကုန်လုံးယသိဝကြတယ်။ယသိဝကြတယ်လေယသိတွေအကုန်လုံးဇန်နေအပင်ကြီးနေရကြတယ်။ဘာလို့ဇန်ပင်နေရအောင်ဆိုလို့ရှင်ယသိဆရာကြီးကဇောတိပါလာယသိကြီးကဇန်နေပင်ကြီးနေရတာဟုတ်။ဆရာကောင်းတော့တပည့်ကောင်းတာပေါ့။ ုတ်လားဆရာကောင်းရင်တပည့်ကောင်းတာပဲလေဆရာမစွန်တပည့်လည်းစွန်ဖို့ရခဲရဲ့နေနေတော့အဲ့ဒါနဲ့နံပါတ်ကြီးတော့အတိုင်းတိုင်းပြပြကဘယင်းနေဘယင်းနေအကောင်လုံးလာလာပြီးတော့ရသေတွေဝတ်ကြလာရသေတိုင်းပြကြီးဖြစ်သွားတယ်တခါလဲရသေကဘာကြီးဖြစ်သွားတယ်ပြောပါတော့အဲ့ဒီရသေတွေအကောင်တော့ဒုက္ခဒုက္ခမှာဇံရကြတယ်ဘယင်းနေရတယ်ဆရာထိန်းကြောင်းပေးတာပေါ့ ဆရာဘလို့ထိန်းကြောင်းတာလို့ဆိုတော့ရေသေးဝလာပြီဆိုတော့ရေသေးတယ်ပေါ့နော်ပရမတော့အပေါ်လောကောင်းလို့ဝတ်တာဖြစ်ကောင်းဖြစ်မှာပေါ့နောက်ပိုင်းကျတော့စိတ်ပါသွားတာအဲ့လိုအပေါ်လောကောင်းလို့ဝတ်လာတဲ့ရေသေးတယ်ဟာအပေါ်လောကောင်းလို့ဒါဝတ်လာခဲ့ကြတာစိတ်ကအိမ်ပြန်ရောက်ကြကာမဂုဏ်တွေးတွေတွေးကြတာအဲ့လိုကာမဂုဏ်အတွေးတွေတွေးပြီဆိုရင်ရေသေးရသိတယ်ရှေ့ကနေပေါ်လာလဲပြီးတော့ဇာန်ပိန်ကြီးနဲ့တကိုးနဲ့ပေါ်လာပြီးတော့ငါရှင်ရေသေးဆိုတော့စဉ် သင်စိတ်ထဲမှာကာမဂုဏ်အာယုန်တွေးတွေတွေးနေပါတယ်ဒီကာမဂုဏ်အာယုန်တွေးတွေဟာဝဆင်းရကနေမထွက်နိုင်တဲ့အတွေးတွေဖြစ်ပါတယ်ဇန်တရားတွေကိုအဟံတားဖြစ်စေတတ်တဲ့အတွေးတွေဖြစ်ပါတယ်သရကောင်းတရားတွေကိုဟန်တားတဲ့အတွေးတွေဖြစ်ပါတယ်အဲ့ဒီတရားကိုဖဲပြီးတော့ကတိုင်းဆံကိုရောက်ပွားပါမေတ္တာကိုပွားပါဘာဝနာကိုပွားပါဆိုပြီးရှင်းတဲ့တဲ့နေလာပြီးတော့ဟာဆရာငါအကြောင်းမသိတဲ့ဟာဆိုပြီးတော့ပဲပြီးအထုတ်တော့ဇန်ရတာပါပဲဒါကာမဝိတက်လို့ခေါ်တယ် နောက်ဗျာပါရဝိတက်တွေတွေးမိကြတယ်ယသိတွေလည်းပါတာပေါ့နော်အပူပဲအကြောင်းကြနေပေါ့စိတ်ထဲမှာအေးချမ်းချမ်းမဖြစ်ဘူးပေါ့ထွက်တော့ထွက်လာပဲငါအိမ်ကမပြောကြရအောင်အဇနီးမမှားကြရအောင်သမီးမပြောကြရအောင်တာပါညာဆိုကြောင်းကြနေဗျာပါရတွေပေါ့အပူပဲနေပေါ့အဲ့ဒါတွေကိုတွေးနေပြီဆိုလည်းသူသိတယ်ငါရှင်ယသိတော်တော်စင်သင်ဟာဇန်တရားတွေကိုအဟံတားဖြစ်စေတဲ့ အဲစိတ်ကြည်လင်ဖို့တွေကိုအဟံတားဖြစ်စေတဲ့ဗျာပါဒဝိတက်တွေသင်မှာတွေးနေပါတယ်။အဲ့ဒါတွေကိုဖယ်ပြီးတော့ကမ္မထာတရားကိုဒီလိုအားထုတ်ပါ၊ကတိုင်းစံတွေကိုဒီလိုပွားပါ၊မေတ္တာတရားတွေကိုဒီလိုပွားပါ။ရောတော့ဟာငါကြောင့်သိတယ်၊ငါစိတ်ကိုသိတယ်ဟိဆိုပြီးတော့အဖယ်ပြီးတော့အားထုတ်တာ။ဒါဗျာပါဒဝိတက်။နာဝိဟိတဝိတက်တပ်ဖို့ဖြတ်ဖို့နှိပ်စက်ဖို့ညှင်းမဖို့နှမဖို့အနိုင်ယူဖို့တွေးနေတဲ့ယသိတွေလည်းရှိတယ်ပေါ့။ငါကိုနိုင်သွားတာ၊ကိုရှုံးသွားတာ ကိုရှုံးသွားတာကိုနိုင်ခဲ့တာအဲ့လိုမျိုးတွေပေါ့နော်တွေးပြီးတော့နေတဲ့ယသိတွေကိုလည်းပဲငါချင်းယသိတော်စဉ်သင်ဟာဝိဟိန္ဒဝိဟိတ္တဝိတ္တတွေကိုစဉ်းစားနေပါလေအဲ့ဒီဝိဟိန္ဒဝိတ္တတွေကိုပယ်ပြီးတော့တော်တော်ကောင်းတရားကောင်းကောင်းအားထုတ်ပါဆိုတော့ဇန်နေရကုန်ညပြောချင်တာကယသိတွေအကုန်လုံးရဲ့စိတ်တွေကိုအများကြီးကြည့်အဲကျွတ်တော့ပြောမယ်ဆိုလို့ရှိရင်အခုအဲဆိုင်မှာဆိုင်ရှင်လုပ်တဲ့သူကပေါ့နော် CCTV တွေကိုဖွင့်ထားပြီးတော့အဲခန်းတစ်ခန်းတည်းကနေကြည့်နေတော့ပေါ့။ကျောင်းထဲမှာရှိတဲ့ရေသိတွေဒီကျောင်းမှာရှိတဲ့ရေသိတွေဟိုကျောင်းမှာရှိတဲ့ရေသိတွေစိတ်တွေကိုအကုန်လုံးကြည့်။အကုန်လုံးမိတယ်။နော်ပရစိတ်တဝိဇာဏနာဘိညာဉ်တို့လို့ပြီးတော့ဒိဗသကုဘိညာဉ်တို့ဒိဗသောတဘိညာဉ်တို့အဘိညာဉ်တွေပေါ့။ဒိဗသကုဆိုတာဘလောက်ပဲဝေဝေဘလောက်ပဲသိသိမြင်နိုင်တာဟိုဒိဗသကု။ ဒေဝသောတာဆိုတော့ဘလောက်ပဲတိုးတိုးဘလောက်ပဲဝေးဝေးကြားနိုင်တာဟောဒေဝသောတာဘလောက်တောင်ကြားနိုင်တယ်ဆိုကို1 byte တည်းကအကောင်လေးတွေပြောတဲ့စကားတော့မှာမိုက်ခရိုစကုပ်မှာပါပဲနဲ့မြင်နိုင်တယ်ကြားနိုင်တယ်ဆိုတော့အဲ့ဒါတွေနဲ့စေပညာတွေလည်းပဲဖြစ်ခဲ့ကြတာဖြစ်မှာပေါ့နော်နောက်ပရာစိတ်တဝိဇာဏနာဆိုတော့သူတို့ရဲ့စိတ်တွေဘာတွင်းနေတယ်လဲဆိုတော့သိနေတယ်စိတ်စဉ်ကိုလှမ်းကြည့်တယ် စိတ်ကိုလှမ်းကြည့်တဲ့အခါမှာတော့ဘိဓမ္မာတော်တော်လေးလေးနဲ့တက်တယ်။စိတ်ကိုကြည့်တဲ့အခါမှာဘယ်ဟာကိုကြည့်ရတယ်လို့ဆိုစိတ်ဆိုတာဘယ်မှာဖြစ်တာလဲဆိုတဲ့အားလေးကိုစဉ်းစားတာ။နှလုံးသွေးကိုလှမ်းကြည့်ရတယ်။နှလုံးသွေးထဲမှာနှလုံးထဲမှာသွေးလေးတွေရှိတယ်။အဲ့ဒီသွေးလေးတွေရဲ့အယောင်ပေါ်မှာမူတည်ပြီးတော့စိတ်တွေရဲ့အနေထားကိုသုံးသပ်လို့ရတယ်။ဒါကြောင့်ဒေဝစကုနဲ့လှမ်းပြီးတော့နှလုံးသားထဲမှာရှိတဲ့သွေးလေးတွေကိုနှမ်းကြည့်တယ်။အဲ့ဒီသွေးလေးတွေရဲ့အယောင်ပေါ်မှာသုံးသပ်ပြီးတော့ဗာစိတ်ဖြစ်တယ်လို့ဆုံးဖြတ်ချက်ချတယ်။ ။အဲကြောင့်သူကပြောနေတာပေါ့။ကဲထားလိုက်ပါတော့။ဒါရေသူတို့ခေသူတို့အခမှာယသိကဘာကြီးဖြစ်သွားလောက်အောင်ကိုစွန့်နိုင်ခဲ့တဲ့ယသိပညာရှိပုဂ္ဂိုလ်ကြီးပေါ့။သူ့စီကိုတရားမင်းကလာပြီးတော့မေကွန်တော့ခုမေးခဲ့။အခုပြောမဲ့စကားအဲ့ဒီစကားပါပဲ။အဲ့တော့ပရမအဆုံးယသိစီကိုတရားမင်းမေးလိုက်တဲ့မေကွန်ကကိန်တုဝဒိတ်တော်ဝါနခရာစီသောစတိ အရှင်ယသိကြီးကျွန်တော်ဘဝတလျှောက်လုံးလူသားတွေရဲ့ဘဝတလျှောက်လုံးအပူပင်ကင်းပြီးတော့နေနိုင်အောင်ဘယ်လိုနေရမလဲစကားတခွန်ရပါဘဝတလျှောက်လုံးအပူပင်ကင်းပြီးတော့နောင်တမရဘဲနဲ့ပေါ့နော်ချမ်းချမ်းသာသာနေချင်ပါလေတဲ့အဲ့ဒါဘယ်လိုနေရမလဲဆိုတော့ယသိကြီးကပြောတယ်ကောဒံဝဒိတ်တော်နာခရာစီ သောစတိအမြက်ဒေါသအညိုအတေအမောအာဃာတအလိုမကြတတ်တဲ့စိတ်ကိုဖဲနေလိုက်ပါတဲ့အဲ့ဒါဆိုသင်ဘောကချမ်းသာပြီးတော့ငြိမ်းရသွားပါနိုင်မယ်အလိုမကြတတ်တာတခါတခါအလိုမကြတဲ့လူကဘာမှအလိုမကြဘူးနော်စကားပြောနေရသအလိုမကြဘူးမြင်နေရသအလိုမကြဘူးကြည်နေရသအလိုမကြဘူးနင်းနေရတာနဲ့အလိုမကြဘူးမဟုတ်လားဘာထိုင်းနေရတာနဲ့အလိုမကြဘူးစားနေရတာနဲ့အလိုမကြဘူးအလိုမကြတတ်တဲ့သူကလေ အလူလူကိုပြဿနာရှိနေတော့ဘသူနဲ့ရှိတာလဲသူစိတ်နဲ့သူရှိနေတာစိတ်ကိုမထားတတ်တော့အဲ့ဒီစိတ်ပဲတဲ့ပြောတော့ကောဒံဝရိတဝါနခရာစီသောစတိကောဒံအညူအတေအမောအာဃာတအမျက်ဒေါသအလိုမကြတတ်တဲ့စိတ်ကိုဖဲပြီးတော့နေရင်ဘုရားတခြားအလုံးချမ်းသာမယ်ညည်းမယ်ကဲခနေမွေးနေရှင် မောင်ကြကြကြလွန်ဦးဘဝတစ်ချောင်းလုံးချမ်းသာနေရတဲ့ဆိုရင်အလုံးမကြတတ်တဲ့စိတ်ကိုစိတ်ထဲကနေဖယ်ဖယ်နိုင်မှမလားကြိုးစားပါမယ်ခင်ဗျာဟုတ်တယ်မလားဒါဗရမစကားတစ်ခွန်ပြီးသွားပြီနော်ကဲဒုတိယစကားတစ်ခွန်ထပ်ပေးတယ်တရားမရမေးတာနဲ့လူပြည်လာမင်းညာရသေးတော်စင်ကိုမင်းနော်ကိတ္တဘာဟာနံ ဣတယောဝဏယံတိကိတ္တပဟာနာဘယ်တရားကိုပယ်မယ်ဆိုလို့ရှိရင်ဣတယောအရှင်ဘုရားတို့ကဲ့သို့သောသူတော်ကောင်းကြီးတွေကဝဏယံတိရှင်းမွှန်းကြပါသလဲလူကောင်းသူကောင်းတွေရဲ့အချင်းမွန်းကိုခံခြင်းရင်ဘယ်လိုနေရမလဲဒါနမနဲ့မေကုံကအတရားမေးမေးတဲ့မေကုံကိုယသိရဖြေတယ်ဂျေဇူကန္နာကို ယ်လိုက်ပါမက္ခဘာဟာနာဣတယောမနေယံဒီယေရှုကန်းနေဆိုတဲ့အသုံးတော့မင်းနဲ့မဆိုင်အောင်နေသင်နဲ့မဆိုင်အောင်နေအဲ့ဒါဆိုလို့ရှိရင်တော်တော်ကောင်းလေးဖြစ်မယ်တော်တော်ကောင်းလေးရဲ့အချီးကျူးလည်းခံရမယ်ဒါဆိုရင်ယေရှုကန်းရင်တော်တော်ကောင်းလည်းမဟုတ်တော့တော်တော်ကောင်းတွေအချီးကျူးလည်းမခံရတော့ဘူးကိုယ်ကိုထမင်းကျွေးမှုတဲ့လူဟုတ်တယ်မလား ကိုညင်မှုတဲ့လူစောင့်ရှောက်မှုတဲ့လူပညာသင်ပေးမှုတဲ့လူဝိုင်းဝန်းမှုတဲ့လူရိုင်းပင်းမှုတဲ့လူပါဝင်ခြင်းကလူတွေရေကုံမောင်းနှမတွေဆွေမျိုးတွေမိဘတွေအိန္ဒိနာချင်းတွေလောက်ပေါ်ကိုင်းဘက်တွေအာအများကြီးယေရှုစကားနဲ့ကြည့်မယ်ဆိုရင်ယေရှုတွေကြည့်ပဲအဲ့ဒီယေရှုတွေဆက်နိုင်အောင်ကြိုးစားသိလဲသိဆက်နိုင်အောင်လည်းကြိုးစားဒါဆိုလို့ရှိရင်တော့တော်ကောင်းနေဖြစ်မယ်တော်ကောင်းနေရဲ့ချီးကျူးကိုလည်းခံရလိမ့်မယ်တဲ့ဒါ ုတိယစကားပေါ့ဒုတိယစကားဒုတိယမေခွန်းနောက်တတိယမေခွန်းတစ်ခုမဲတယ်တတိယမေခွန်းကကတ္တိတာဟုတ်တံဖရုတံခမေထာဘသူပြောတဲ့စကားကိုသိခံရမလဲလူတွေလူတွေစကားတွေပြောကြစကားတွေအတိပြဿနာတွေဖြစ်ကြလေဟုတ်တယ်မလားစကားလေးအနေနဲ့တခါတခါကကကကကသွားပြီးတော့အသေးလေးကနေကြီးဖြစ်အကုန်လုံးအကြီးကနေအကြီးကြီးဖြစ်ပြီးပြီးသွားကြတယ် ဲ့ကြောင့်စကားလို့ခေါ်တယ်။စရင်ကားသွားပြီ။ကားသွားရင်အဖတ်ကိုမရောက်တော့ဘူး။ခုခေတ်လို့ပေါ့နော် Facebook တွေပေါ်တော့ဘာလို့ဆိုပို့ဆိုမီဒီယာတွေပေါ်ပို့ဆိုစလိုက်တာနဲ့ကားသွားပြီ source ကဘယ်ရောက်တော့မှမသိတော့ဘူး။ဘယ်သူကပြောလို့ဘယ်သူကစလိုက်မှမသိတော့ဘူး။ဆိုင်ကတော့ကဲအရာတရားမင်းကမေးတယ်ဘယ်သူပြောတဲ့စကားကိုသိခံရမလဲ သူကအပြည့်စုံပြောမယ်ဆိုလို့ရှိရင်ဘယ်သူပြောတဲ့ကြမ်းကြမ်းတန်းတန်းစကားတွေကိုသိခိုင်ရမလဲအဲ့တော့ယသိတ္တရာကောင်းကြီးကတပ်ပေတံဟုတ်တံဖရုတံခမေထဘယ်သူပြောတဲ့စကားဖြစ်ဖြစ်ကြမ်းကြမ်းတန်းတန်းပြောတဲ့စကားမှန်သမျှသိခံပြီးတော့နေလိုက်အဲ့ဒါဆိုမင်းချမ်းသာတော့မယ် နောက်ဆုံးမှဆက်ပြီးတော့ပြောလိုက်တယ်အတန်ခန္တိန်ဥတ္တမမဟုတန်တော်အဲ့လိုသီခံပြီးတော့နေမယ်ဆိုလို့ရှိရင်အမြတ်ဆုံးပဲတဲ့သီခံနိဗ္ဗာန်ရောက်ဆိုတာပေါ့ကဲစကားဘာနှခုံးလဲပထမစကားကဘောကတခြားလုံးတော့ကကင်းပြီးတော့ငြိမ်းဆိုနေခြင်းတယ်ဆိုရင်ဘယ်လိုနေရမလဲအမြတ်ဒေါသအညိုအတေအမုံအာဃာတအလိုမကျမှုတွေကိုဖယ်ရှားပြီးတော့နေပါလေ your long life เนาะဘုရားတခြားလုံးမှာနေရမှာနောက်ဒုတိယမိခမပါလဲကိုကိုတိုင်းတော်ကောင်းလည်းဖြစ်ဖို့တော်ကောင်းတွေရဲ့အချင်းဝန်းကိုလည်းခံရဖို့ဘယ်လိုနေရမလဲဂျေစုကန့်တတ်တယ်ဆိုတဲ့အတော့နှုံးကိုဖဲပါကိုနဲ့မဆိုင်အောင်နေပါအဲအဖြောင်းပြောမယ်ဆိုရင်တော့ဂျေစုမကမ်းပါနဲ့ဂျေစုသိရမယ်သိပြီးတော့ဘာလုပ်မလဲပြန်ဆိုင်ရမယ် ဒီလည်းဒီပြန်လဲဆက်ပဲဆိုရင်သူတော်ကောင်းနဲ့ဖြစ်သူတော်ကောင်းနေရအချင်းမွားလဲခံရလိုက်မယ်တဲ့။နောက်တတိယဇကားကဘသူပြောတဲ့ကြမ်းတမ်းတဲ့ဇကားကိုသီးခံရမလဲ။ဘသူကပြောပြောကြမ်းကြမ်းတမ်းတမ်းပြောတဲ့ဇကားမတုံ့ပြန်တဲ့သီးခံပါ။သီးခံပြီးတော့နေပါ။အဲ့လိုသီးခံပြီးတော့နေလိုက်မယ်ဆိုလို့ရှိရင်သီးခံခြင်းဆိုတာအမြတ်ဆုံးဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုပညာရှိသူတော်ကောင်းတွေကမိတ်ပါတယ်တဲ့။ကဲအဲ့ဒါပေါ့ ကြော်ကြော်လွယ်မှုအတွက်စကားသုံးခွန်းရေသေးကြီးတရားနဲ့ယူပြီးတော့ပြောလိုက်ပါတယ်အဲ့ဒါကိုငွေနဲ့လက်ဆောင်လို့မှတ်ပြီးတော့အဲ့ဒီစကားသုံးခွန်းနဲ့ညီအောင်နေပါလေထိုသောတာနေမယ်ဆိုလို့ရှိရင်ရောရှင်စရာကောင်းတဲ့ဘဝကိုရမယ်သူတော်ကောင်းကြီးလည်းဖြစ်မယ်အဲတခါလဲပဝန်းကျင်နဲ့လဲအစင်ပြေစည်းဝါးရေးခန္ဓာလဲအစင်ပြေလူမွေးရေးအိမ်တော်ရေးတာရေးသမီးရေးအကုန်အစင်ပြေပြီးတော့တာယာတဲ့ဘဝတစ်ခုကိုဖော်ဆောင်နေမှာဖြစ်ပါအခြေခံကြတဲ့စည်းဝါးရေးလူမွေးရေး အဲတာယသမီးရဲ့အိမ်တော်ရေးတွေကိုလည်းပဲအကောင်းဆုံးထိတ်ကြောင်းပြီးတော့နေအခုတော်ကောင်းနေပညာရှိတော်ကောင်းနေဆုံးမတဲ့ဇာတိနဲ့လည်းနေမယ်ဆိုလို့ရှိရင်ကောင်းတဲ့ကောင်းတော်တဲ့တော်ချမ်းသာတဲ့ချမ်းသာငြင်းအေးတဲ့ငြင်းအေးတဲ့သာသနာပြုပုဂ္ဂိုလ်ကြီးဖြစ်ပါလိမ့်မယ်ကဲဒါကြောင့်ဒီနေ့ရှင်သန္တရနာဖြစ်ဝေကြောင့်လည်းလာရောက်ပြီးတော့တန်ခါတော်ရှင်မြတ်ဘာနှင်အားကြောတို့ဟာဆွမ်းလူတော်ကိုစက္ကန့်တူနှမ်းပါတယ်ဤကောင်းမှုဤအလူတော်တွေကြောင့် တော်တဲ့တော်ကောင်းတဲ့ကောင်းတဲ့လူကောင်းတယောက်ဖြစ်ပြီးလျင်ချမ်းသာတဲ့ချမ်းသာ၍ငြိမ်းအေးတဲ့ငြိမ်းအေး၍အချမ်းသာကြီးချမ်းသာငြိမ်းအေးကြီးငြိမ်းအေးရာဖြစ်တော့နိဗ္ဗာန်ချမ်းသာကြီးကိုလည်းပဲမြန်းမကြကိုစီကိုမမျက်မှောက်ပြုလွယ်နိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေကုန်သတည်း။ကဲရေစက်ခွက်တွေကိုင်း ရေသက်ချအမြဝေအောင်ပြီးမှကတ်ဆက်စီတာကတ်လိုက်ဆိုကြရေသက်ချဣတံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုမွေးနေခြင်းကိုကြောကြောလွင်ဦးဤမွေးတဲ့မင်္ဂလာ၌အသက်ရှိစွာအနာမေယေရံပေကင်းကြောင့်ကောင်းမှုမင်္ဂလာကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်းအကျိုးပါဘံသာတော်ရှင်မြတ်တို့အားနေသောနေတကွလူသားပေါ်ရာတို့ကိုရည်ဆက်သုံးချ၍လူသားပါ၏ဒီကောင်းမှုတို့ကြောင့်ဘုရားရှင်နဲ့တကွဒီနာမ်ဝမ်ယာအလောဒီနာမ်ဝမ်ယာအလောအစီလာကြတော့ Amin Senya Alo Iyan Kikwang Sangka Jaye Yeni Bangku Bim Yang